ချိန်မှာတက်ကောင်းကြီးကဘာလို့လဲတက်ကောင်းကြီးကိုချက်ပါဝတ်တဲ့ပြင်းနေပါလေအလုံးပြီးသူကပါခင်ဗျာအလုံးပြီးသူပဲကြပါခင်ဗျာစစ်ကောင်မရှင်ကရွေးကောက်ပွဲကိုလက်မခံဘူးလို့တရားဝင် ထုတ်ဖော်ပြောဆိုထားတဲ့ပြည်မျိုးသားစီယုံ KNU အရက်ခတ်တော်အေအေနဲ့ချင်းပြည်ကောင်စီချင်းလန်းဖွဲ့တာဝန်ရှိသူတွေကိုပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန့်တားခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးနဲ့သက်ဆိုင်ရာမြို့နယ်တွေမှာ အမှုဖွင့်ရေးယူမှုတွေလုပ်ထားတယ်လို့စစ်တပ်ဝါဒဖြန့် channel တွေကနေသတင်းထုတ်ပြန်နေတာတွေ့ရပါတယ်။ရွေးကောက်ပွဲကားွယ်ပေးရရွေးကားလို့တိုးကောက်တတ်မှတ်ထားတဲ့ဒီဥပဒေအရတော့ရွေးကောက်ပွဲကိုပြပြအောင်ဟောပြောတာစီယုံလှုံ့ဆော်တာဆန္ဒပြတာနဲ့စာရေးသားဖြန့်ချီတာရုပ်ပုံပိုစတာတွေချိတ်ဆွဲတာတွေလောက်ခွင့်မရှိဘူးလို့လည်းဆိုထားပါဗျ။ဒီဥပဒေမှာအခန်းရှိခန်းနဲ့ပုံမှန်32ခုပါဝင်ပြီးကျွလွန်ကဲအနေဆုံးထောင်ဒဏ်3နှစ်ကနေအမြင့်ဆုံးထောင်ဒဏ်9နှစ် လူသိဆုံးခဲ့ရင်တည်တံထိချမှတ်နိုင်တဲ့ပြင်းထန်တဲ့ပြစ်ဒဏ်တွေပါဝင်ပါတယ်။ဒီ sick commission ကနေအတူအယောင်ရွေးကောက်ပွဲကျွလို့ဖို့ပြင်ဆင်နေတဲ့အပေါ်မှာကျင်းညာချက်တစ်ဆောင်ထုတ်ထားပါတယ်။အဲ့ဒီကျင်းညာချက်ထဲမှာပေါ့အဲ့ဒီမှာဒီအတူအယောင်ရွေးကောက်ပွဲမှာပြည်သူတွေပါဝင်ခြင်းမပြုကြဖို့ရယ်။နောက်ပြီးတော့အဲ့ဒီမှာပါဝင်တဲ့သူတွေကိုပြည်သူတစ်ဆောက်ဖြစ်တတ်မှတ်ပြီးတော့ကျွန်တော်တို့ကတော့နေလံပေါင်းစုံနဲ့ ကျွန်တော်တို့ဒီရေကောက်ပွဲကိုစတင်သွားမယ်ပေါ့အဲ့ဒါလိုကြေညာချက်ထုတ်ပြန်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲစစ်ကောင်စီစစ်ကောင်မရှင်ကနေယခုလိုအမှုတွေပါရရှောက်ဖွင့်ပြီးတော့အဲ့ဒီမှာရေကောက်ပွဲဆန်ရဒီကာကွယ်ရေးအနေနဲ့လှုပ်ထားတာဖြစ်မယ်အာတခုရှိတာကတော့အခုဒီပြည်သူတွေ ြီးတော့အဲ့ဒီမှာအရွက်ခံမယ်ဆိုတဲ့သူတို့ရဲ့ကိုယ်စလီတွေတတ်တရှိအောင်ရေးစေးတင်တဲ့အနေနဲ့အဲ့ဒီလိုလောက်တာဖြစ်မယ်တကယ်တော့ဘလုံးမှဒါကတော့စစ်ကောင်စီအနေနဲ့အကြောင်းမရှိအကြောင်းရှာအဲ့ဒီလိုအမှုတွေရှောက်ဖွင့်နေတဲ့ဟာဖြစ်ပါတယ်မြေပြင်ဆုံးမှုမှုအခြေအနေအနေထားရအခုစစ်ကောင်စီရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စီကိုဘလုံးမှဘာမှတည်ရောက်မှု ရှိလာနိုင်မှာမဟုတ်ပါဘူးလက်ရှိမှာတော့စစ်ကော်မရှင်ဘက်ကကရင်မျိုးသားစီယုံ KNU ရဲ့ဥက္ကဋ္ဌဘရိုဆော့ကွယ်ထူဝင်ပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီအပါအဝင်စစ်နက်ဦးကိုဩဂတ်30ရက်နေ့နဲ့စက်တဘာ9ရက်နေ့တွင်မှာရေကောက်ပွဲနဲ့ပတ်သက်ပြီးဟောပြောပြောဆိုခဲ့မှုတွေကြောင့်ကီမီနယ်လှိုင်းပွဲမျိုးပိုင်ကြုံရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျ။ဒါအပြင်ချင်းပြည်ကောင်စီကဒေါက်တာရွှေခါဥပါထံပါဝင်18ဦးတို့ကိုလည်း ချင်းပြည်နယ်ထန်တလာမှာရွေးကောက်ပွဲလုပ်ငန်းစဉ်နေပြက်ပြောင်းဟောပြောလှုံ့ဆော်ခဲ့တယ်ဆိုပြီးဟခရက်စကမှာမှုဖွင့်ထားတယ်လို့လည်းသိရပါဗါရက်ခတ်တတော်အေကိုတော့အေအာရီတိုင်းလေးမျက်နာမျိုးနဲ့ရင်းဆက်ကြီးွာကဖုံးရင်ကျောင်းမှာပြုတ်လုံနေတဲ့ရွေးကောက်ပွဲအတွက်မဲပေးဆက်ဆိုင်ရာတီပညာပေးတာနဲ့လက်တွေ့မဲပေးဆောင်ရွက်နေချိန်မှာ draw ဘုံးနဲ့ပစ်ချခဲ့တာကြောင့် A နဲ့ PDF တွေကို ERI တိုင်းလေးမျက်နာမျိုးနဲ့ IW နယ်မြေရဲစခါမှာမှု ဖွင့်ထားတာလို့လည်းထုတ်ပြန်ပါတယ်။ ဟိုသူတို့အချမ်းဖဲစစ်ကော်မရှင်ဘက်ကဆွတ်ဆွေးတယ်လို့ဒီ AR တိုင်းလေးမျက်နှာမြုပ်နေရင်းစေကြေးရွာဘုံကြီးเจ้าကိုကျွန်တော်တို့ဘက်ကဘုံချတိုက်ခိုက်တာလုံးဝမရှိပါဘူး။ဟိုဒါအချမ်းဖဲစစ်ကောင်စီအနေနဲ့ဟိုသူတို့ဟာသူတို့လုပ်ပြီးတော့ဒါရည်ရွယ်ချက်ရှိရှိလောက်ကြံဆွတ်ဆွေးတာပဲဖြစ်ပါတယ်။ဟိုဒီကိစ္စကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူး။ဟိုကျွန်တော်တို့ ULA အနေနဲ့ကတော့ဒီအချမ်းဖဲဒီစစ်ကော်မရှင်ရဲ့ဒီရိုးသားမှုမရှိတဲ့ ဒီနိုင်ငံရေးလှုပ်ဆောင်ချက်တွေကိုเนาะအတိမမပြုတ်ဆိုပေမဲ့เนาะဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုတွေเนาะအများပြည်သူ ထိခိုက်စေတဲ့လုံရမျိုးကိုဟိုလုံးဝအားမပေးပါဘူးเนาะပြင်းပြင်းထန်ထန်ဟိုဆန့်ကျင်ပါတယ်လို့ဟိုပြောလိုပါတယ်ဗျတစ်ဖက်မှာလည်းစစ်ကော်မရှင်ဘက်ကအမှုဖွင့်ထားပေမဲ့ဒီသူတွေကိုအေးအေးယူဖမ်းဆီးနိုင်တဲ့အခြေအနေမှာမရှိဘူးလို့လည်းဆိုပါတယ်ခီယန်ယူကကင်ပီနယ်ထဲမှာနေမြေရဲ့60ရာခိုင်နှုန်းကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်တယ်လို့ အေးကတပီနယ်လုံးနေပါနဲ့ချင်းဖွဲ့တွေကလည်းဟာခါနဲ့တိတိန်ကလွဲလို့ကျန်တဲ့ဒေသတွေကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာရှိနေတာပါ။ဒါကြောင့်စစ်ကောင်ရှင်ဘက်ကမှုဖွင့်ထားမှုဟာတိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေဖြစ်ကြတဲ့ KNU ချင်းပြည်ကောင်စီဖွဲ့ဝင်တွေနဲ့အေးတို့ပေါ်မှာတက်ရောက်မှုတစုံတရာမရှိနိုင်ဘူးလို့လဲကာယကံရှင်တိုင်းဒေသလက်နက်ကိုင်တွေဘက်ကပြောပါရယ်။နိုင်ငံတကာတရားရုံးကဖန်ရန်ထုတ်ချင်းခံရတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေကနေပြီးတော့ကျွန်တော်တို့ KNU ခေါင်းဆောင်တွေကိုဟိုတရားစွဲတာပေါ့နော်ဒါကနိုင်ငံရေးရတမင်တကာကြီးကိုတိတ်ခါချတဲ့အမှုလို့ပဲကျွန်တော်တို့ရှုမြင်ပါတယ်အဲနောက်တော့ဒီလိုလှုပ်ခြင်းအပြင်တရားမှုကတော့ကျွန်တော်တို့အတွက်ထွေထွေထူးထူးတော့မရှိပါဘူးဖက်စစ်ရွေးကောက်ဖက်ကောက်ဖက်စစ်ရွေးကောက်ဖက်ကောက်